အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်တော်တို့ပြည်သုံးလုံးပါတီလို့လူသိများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီပေါ့နော်အပြည်သူ့ရှေ့ဆောင်ပါတီက2025အပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက်ကိုရွေးကောက်ပွဲကြီးညာစာတမ်းထုတ်ပြန်ထားပါတယ်။နောက်ဒီထဲမှာကျွန်တော်တို့ပါတီက programmatic ပါတီဖြစ်တာနဲ့အညီပေါ့နော်။မူဝါဒနဲ့လုပ်ငန်းလမ်းစဉ်အတိအကျရှိတဲ့ပါတီဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ပါတီရဲ့မူဝါဒတွေကိုအကောင့်ထက်ပုံမဲ့လုပ်ငန်းလမ်းစဉ်တွေကိုနော်ကျွန်တော်တို့ဒီ ရွေးကောက်ပွဲကြီးညာစာရန်ထဲမှာရက်တရစီမံချက်တနစ်စီမံချက်၅နှစ်စီမံချက်နဲ့ကျမတို့ရှင်းလင်းတင်ပြထားတာဖြစ်ပါတယ်ရှင်အဲ့ထဲမှာမှာကျမတို့ပုဂ္ဂလိကခန္ဓာလောက်တာကင်တာရှိရေးအတွက်ရက်တရဆိုပြီးတော့မှာရက်တရစီမံချက်လေးရေးဆွဲထားပါတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ကျမတို့အခုဖွဲ့စည်းထားတဲ့စီးပွားရေးကော်မရှင်နေရှိမယ်ပေါ့နော်စီးပွားရေးနဲ့ပတ်သက်တဲ့အဲပေါ့ စီးပွားရေးနဲ့ပတ်သက်တဲ့ဝန်ကြီးဌာနတွေရှိမယ်ကော်မရှင်တွေရှိမယ်ကော်မတီတွေရှိမယ်အဲ့လိုအဲ့လိုကော်မရှင်ကော်မတီအသီးသီးမှာပုတ်ကလစ်ကကိုယ်စားလှယ်တွေပါဝင်ဖို့เนาะပြီးလို့ရှိရင်ဒီစီးပွားရေးပညာရှင်တွေနဲ့အစိုးရအရာရှိကြီးများပါဝင်နေပေါ့เนาะအစိုးရနဲ့ပုတ်ကလစ်ကပညာရှင်တွေရောပါဝင်နေတွေ့ဆုံဆွေးနွေးပွဲပေါ့เนาะ public private dialogue လို့ခေါ်ပါတယ်ရှင်နိုင်ငံတကာမှာတော့ business forum လို့ခေါ်တာဖြစ်ပါတယ်ရှင်စီးပွားရေးလုပ်ငန်းတွေနဲ့ ဒီအစိုးရနဲ့ပြီးလို့ရှိရင်စီးပွားရေးပညာရှင်နဲ့စီးပွားရေးသုတေသီတွေနဲ့အပေါင်းစပ်ပြီးလို့ရှိရင် public private dialogue လုပ်တာပါဒီအစိုးရနဲ့ပုတ်ကလစ်ကတွေ့ဆုံဆွေးနွေးတာပါရှင့်အဲ့ဒါကို business forum လို့ခေါ်ပါတယ်အဲ့ဒီ public private dialogue ပေါ့နော်မြန်မာပြည်မှာဖြစ်တဲ့အတွက်မြန်မာ business forum ပေါ့ရှင့်မြန်မာ MBF ပေါ့နော်မြန်မာ business forum ကိုပုံမှန်ကျင်းပပြီးတော့မှလုတာကင်တာရှိတဲ့စီးပွားရေးဝန်ကျင်ကောင်းတရအထွက်ပေါ်လာစေရေးဆောင်ရွက်ချင်တာဖြစ်ပါတယ်ရှင့် အဲ့ဒါဘလောက်အရေးကြီးလဲဆိုလို့ရှိရင်ပေါ့နော်ဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေဆိုတာဒီစီးပွားရေးပတ်ဝန်းကျင်ထဲမှာနေနေရတယ်ပေါ့စီးပွားရေးဂေဟစနစ်ပေါ့နော်စီးပွားရေးဂေဟစနစ်ထဲမှာနေရတယ်ကျမတို့လူတွေလို့ပေါ့နော်လူတွေလည်းဒီအသက်ရှူမှအသက်ရှင်နိုင်တယ်ရေသုံးဆွဲရမယ်ရေလိုအပ်တဲ့လောက်တစ်နေ့တာသုံးဆွဲရမယ်ဒီအသက်ရှူရမယ်စားတောက်နေထိုင်ရမယ်ပြီးတစ်ပင်ပန်းမှန်ရှိရမယ်အရာဒီဥဒုရဲ့ဒဏ်ကိုခံနိုင်တဲ့ခံနိုင်တာတွေကျမတို့ဟိုစီစဉ်ထားရမယ်ပေါ့နော်အဲ့ဒါမှကြားမှာပြီးအသက်ရှည်တာဖြစ်ပါတယ်ရှင့် အဲ့ဒါကြောင့်မလို့ကျမကဘာနဲ့ပြောချင်လဲဆိုရင်ရေနဲ့ငါဥပမာလေးနဲ့ပြောချင်ပါတယ်အဲရေဆိုတာကတော့ကျမတို့ဒီရေဆိုတာကတော့ဒီအဲစီးပွားရေးဂေဟစနစ်ကြီးကိုပြောချင်တာဖြစ်ပါတယ်ရှင်ငါဆိုတာကတော့ဒီစီးပွားရေးဂေဟစနစ်ထဲမှာနေတဲ့ငါတကောင်ချင်းသည်အဲစီးပွားရေးလုပ်ငန်းတစ်ခုချင်းစီဖြစ်ပါတယ်ရှင်အဲစီးပွားရေးလုပ်ငန်းတစ်ခုချင်းစီကတော့ခုနကလိုပေါ့နော် MSME ဖွံ့ဖြိုးရေးနဲ့ဝန်ဆောင်မှုလုပ်ပြီးတော့မှကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ကိုယ့်ဟာကိုယ်စူးစမ်းဆောင်ရွက်ရမှာဖြစ်ပါတယ် အဲသို့တော်လဲအစိုးရရဲ့တာဝန်ကြတော့ဘာလဲဆိုလို့ရှိရင်အဲဒီစီးပွားရေးလုပ်ငန်းတွေလုတ်တာကိန်းတာရှိတဲ့စီးပွားရေးဝန်ကျင်ကိုတိဆောက်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့ဒါဒီဘာလဲဆိုလို့ရှိရင် လုတ်တာကိန်းတာရှိတဲ့စီးပွားရေးဂေဟာစနစ်ကိုအစိုးရတိဆောက်ပေးရမှာဖြစ်ပါတယ်နောက်ဥပမာပြောမယ်ဆိုရင်ရေနဲ့ငါဖြစ်ပါတယ်ရှင်ဆိုလို့ရှိရင်ဒီမှာရေကရေတူးညံ့မှုမရှိဘူး ရေကကြည်လင်တန့်ရှင်းနေမယ်အဲ့ဒါကြောင့်မလို့ဒီရေထဲမှာလည်းရေညိရေမော်လေးတွေရှိနေမယ်ဆိုရင်ဒီရေထဲမှာရှိတဲ့ငါးတွေဟာကျန်းမာမယ်တန်ဆွားမယ်အသက်ရှိမယ်အကောင်များမယ်ပေါ့နော်အဲအဲ့ဒါဖြစ်ပါတယ်ရှင့်တကယ်လို့ဒီရေကပေါ့နော်အကြောင်းတစ်ခုခုကြောင့်ရေထုညှင့်ညမ်းသွားပြီဆိုလို့ရှိရင်ရေညိရေမော်တွေလည်းမရှင်းတန်နိုင်တော့ဘူးဒီရေထဲမှာနေတဲ့ဒီရေထုညှင့်ညမ်းနေတဲ့ရေထဲမှာနေတဲ့ငါးတွေလည်း မကျမ်းမာတော့ဘူးအသက်မရှိတော့ဘူးအကောင်နေမကြီးထွားတော့ဘူးနောက်အဲ့တော့တေတာများတဲ့အတွက်မွေးဖွားတာထက်ဆိုင်တေတာများတဲ့အတွက်ဒီငားရည်အတွက်တည်းလဲနေသွားမှာဖြစ်ပါတယ်ရှင်။နောက်အဲ့ဒါကြောင့်မလို့စီးပွားရေးလုပ်ငန်းတွေဆိုတာလဲအဲစီးပွားရေးပတ်ဝန်းကျင်ကြီးထဲမှာနေရတာဖြစ်ပါတယ်။အဲဘလို့ပတ်ဝန်းကျင်လဲဆိုရင်မူဝါဒပတ်ဝန်းကျင်ရှိမယ်။ဥပဒေလှုပ်ထုံးလုပ်နည်းပတ်ဝန်းကျင်ရှိမယ်။နိုင်ငံရေးပတ်ဝန်းကျင်ရှိမယ်။နောက်စီးပွားရေးပတ်ဝန်းကျင်ရှိမယ်။စီးပွားရေးပတ်ဝန်းကျင်ဆိုတာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကောင်းနေတဲ့လူတိုင်းကသုံးနိုင်ဆွဲနိုင်နေဆိုလို့ရှိရင်ဒါစီးပွားရေးလုပ်ငန်းတွေကရောင်းဝယ်ဖောက်ကားတာကောင်းမှာပေါ့နော်အဲစသဖြင့်ဝယ်လိုအားများရင်ဝယ်လိုအားများတော့များများထုတ်လုပ်ရမယ်များများထုတ်လုပ်ပြီးများများရောင်းရတဲ့အတွက်စီးပွားရေးတွေကောင်းမယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုံနှေးလားမြန်လားပေါ့နော်စသဖြင့်ဒါဒီစီးပွားရေးမူဝါဒတွေလည်းဆိုင်သလိုတော့စီးပွားရေးဝန်းကျင်ကြီးပေါ့နော်ဒီ အဲတုံးဆွဲလိုသူတွေများလားပေါ့နော်ဟိုဒီမန်းနဲ့ supply ပေါ့နော်ဒီမန်းနေများလားဒီမန်းများမှ supply လိုက်ပြီးတော့မှဝယ်လိုအားနဲ့ရောင်းလိုအားပေါ့ရှင်ဝယ်လိုအားတွေများမှပြီးလို့ရှိရင်ကျမတို့နီးပညာနီးပညာဆိုတော့ technological environment လို့ပြောတာဖြစ်ပါတယ်เนาะအခုဆိုလို့ရှိရင်ကျမတို့နီးပညာတွေပေါ့နော်ဆက်သွယ်ရေးနီးပညာ အဲဒါတွေတိုးတက်နေတဲ့အင်တာနက်နည်းပညာဆက်သွယ်ရေးနည်းပညာ AI နည်းပညာတော့စသဖြင့်ပေါ့နော်ဆက်မှုဆိုလဲ9.3ညပေါ့နော်နည်းပညာတွေအများကြီးအဲတိုးတက်နေတဲ့အချိန်မှာဒီနည်းပညာတွေနဲ့လိုက်လျောညီထွေဖြစ်အောင်အစီးပွားရေးတွေလှုပ်ပေးနိုင်ဖို့ပေါ့နော်ဒီနည်းပညာတွေကနေပြီးတော့မှနည်းပညာတွေအကြောင်းမလို့စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော်တော့ဥပမာထားပါတော့ကိုဗစ် -19 ကဆိုအိမ်ထဲကအိမ်ပြင်မထွက်ကြရဘူးလော့ကဒေါင်းနေချတယ် နော် social distancing နေလုပ်တယ်လုပ်ငန်းတွေပိတ်ထားတယ်စားတောက်ဆိုင်တွေပိတ်ထားတယ် shopping တွေပိတ်ထားတယ်ရုပ်ရှင်ရုံတွေအဲကာဆတ်တွေစသဖြင့်ပေါ့နော်ဒါတွေလူစုလူဝေးတွေမလုပ်ရဘူးအဲ့လိုမျိုးချိန်မှာကျမတို့ online ပေါ့ online နဲ့အရောင်းဝယ်ဖောက်ကားတာတွေကခက်စားလာတာပေါ့နော်အဲ့ဒါဘာလဲဆိုရင်နီးပညာကိုတုံးပြီးတော့မှစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်တာဖြစ်ပါရဲ့ရှင့်အဲနောက်တစ်ခုကတော့ environmental အဲ ဟို environment ဆိုတာရှိပါတယ်ရှင်တဘာဝပတ်ဝန်းကျင်ကြီးပေါ့နော်တဘာဝပတ်ဝန်းကျင်ကြီးဥပမာစိုက်ပျိုးမဲ့သူကလည်းရေလည်းရှိမှရာသီဥတုလည်းကောင်းမှပြီးလို့ရှိရင်အရိတ်လည်းရမှစိမ့်လန်းဆိုပြေမှပေါ့နော်စသဖြင့်စိုက်လို့ပျိုးလို့ကောင်းတယ်မွေးမြူလို့ကောင်းတယ်လူတွေလည်းနေရထိုင်ရတာကျန်းမာရေးနဲ့ညီညွတ်မယ်ပေါ့နော်ဆိုလို့ရှိရင်အဲ့လိုတဘာဝအဲပတ်ဝန်းကျင်ကြီးထဲမှာလည်းနေရတာဖြစ်ပါတယ်။เนาะအဲ့ဒီပတ်ဝန်းကျင်တွေကောင်းဖို့ပေါ့เนาะအဓိကတော့စီးပွားရေးပတ်ဝန်းကျင်နိုင်ငံရေးပတ်ဝန်းကျင်မူဝါဒဥပဒေလောက်ထုံးလုပ်နေပတ်ဝန်းကျင်တွေပေါ့เนาะဒါတွေက အဒီစီးပွားရေးလုပ်ငန်းတွေအတွက်လုတ်တာကိန်းတာရှိဖို့ခုနရေရကြည်လင်နေဖို့ရေညစ်ရေမော်တွေရှိနေဖို့ပေါ့အစာအာဟာရတွေရှိနေဖို့အဲဒါတွေကိုဘယ်သူကလုပ်ရလဲဆိုအစိုးရလုပ်ပေးရတာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့အစိုးရနဲ့ပုတ်ကလိကနဲ့အပြီးလို့ရှိရင်စီးပွားရေးပညာရှင်တွေစီးပွားရေးအသုတေသီတွေနဲ့ပေါ့နော်စီဝါရေးပညာရှင်တွေစီဝါရေးသုတေသီတွေနဲ့ကျမတို့ဆောင်ရွက်ခြင်းအပြင်အဲကျမတို့လောက်တာကိန်းတာရှိတဲ့စီဝါရေးဝန်ကျင် တည်ထောင်ပြီးလို့ရှိရင်ကျမတို့စီးပွားရေးလုပ်ငန်းတွေလုပ်တာကင်တာရှိခြင်းအပြင်စိုက်ပျိုးမွေးမြူထုတ်လုပ်မှုတွေကောင်းမယ်ဖြန့်ချီမှုတွေကောင်းမယ်ကုံသွယ်မှုတွေကောင်းမယ်ရောင်းဝယ်ဖောက်ကားမှုတွေကောင်းပြီးတော့မှစီးပွားဖြစ်ပြီးလို့ရှိရင်ကျမတို့လူတွေလည်းအများကြီးလုပ်ရမယ်လုပ်ငန်းတွေလည်းအမြတ်ဆုံးရပြီးတော့နိုင်ငံတော်အခွန်များများပေးဆောင်နိုင်မယ်။နောက်ပြည်သူလူထုတွေက၅သိန်းအထက်ရှိတဲ့ဝင်ငွေရှိတဲ့သူတွေလည်းတလောက်၅သိန်းအထက်ရှိတဲ့ဝင်ငွေရှိတဲ့သူတွေလည်းအခွန်ဆောင်နိုင်မယ်ပေါ့နော်အဲ့လိုဖြစ်ခြင်းအဖြစ်အစိုးရလည်း တောင့်တင်းခိုင်မာပြီးတော့မှဒီ public investment လို့ခေါ်တဲ့အဲကျမတို့အများပြည်သူနဲ့ဆိုင်တဲ့ဟိုပါတဘာဝအများပြည်သူနဲ့ဆိုင်တဲ့အခြေခံအဆောက်အုံတွေကိုကျမတို့အဆင့်မြင့်မြင့်တိုးချက်ဆောက်လုပ်နိုင်မှာဖြစ်ပါတယ်ရှင့်အဲ့ဒါကြောင့်မလို့ကျမတို့ပုပ်ကလိကခန္ဓာလောက်တာကိန်းတာရှိရက်တရမှာအဲကျမတို့ public private dialogue သို့မဟုတ်မြန်မာ business forum ကိုကျမတို့အဖွဲ့စည်းပြီးတော့မှဒီဆောင်ရွက်သွားမှာဖြစ်ကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်ရှင့်အားလုံးကျေးဇူးတင်ပါတယ်ရှင့်